ဲ့ဗန်ပြောသူဒေါ်လန်ကလစ်ကာရောအလုံးပဲပြင်လာပါခင်ဗျာဒေါ်လန် YouTube channel လေးဖြစ်တဲ့ share ပေါ် YouTube channel လေးကနေပြီးတော့တဖန်ပြန်လဲပြီးတော့ချိုးဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ကလစ်ကာရောကိုပြန်လဲပြီးတော့မျှဝေပြသ channel လေးကတော့ဆေယောနန္ဒာသိန်းစံပြုစုရေးသားထားတဲ့ဘဝအသေးပဲနဲ့ဘဝသစ္စာဆိုတဲ့စာအုပ်လေးရဲ့အခန်းစာလေးကိုဆက်လက်ပြီးတော့မျှဝေပြချင်ပါတယ်ခင်ဗျာ အခန်းဆက်လေးဖြစ်တဲ့အခန်းဆက်တလေးကိုဆက်လက်ပြီးတော့မျှော်ခွင့်ပြုပါလို့ဆရာကြီးနဲ့သက်ဆိုင်သူအားလုံးကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါတယ်ခင်ဗျာအပိုင်းလေးဒုတိယဘဝတေသာအချင်းစစ်သူရဲ့တယောက်တည်းစင်မြေပြေ၌စစ်တီပူပါတို့ကို အချင်းတတန်းအောင်နေရ၏အချင်းသူရဲ့ကောင်းတယောက်တည်းကကိုတွင်ကိလေသာကို တဲ့ချင်းတစ်ခါအများပဲအောင်နိုင်ရ၏ကိုရင်းကိလေသာကိုတဲ့ချင်းအောင်နိုင်သောထူထူတည်သာစစ်အောင်နိုင်သူတို့တွင်အမျက်ဆုံးပင်ဖြစ်ပါ၏ဓမ္မပဒတရား3ကျွန်တော်အခန်း7လေးကိုဆက်လက်ပြီးတော့မမြဝေခင်မှာကလစ်ကာတို့ကိုကြိုးပြီးတော့အတိပေးချာလေးရှိတာကဒီအခန်း7လေးကစာပါရေးလည်းလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အခန်း7ကို အပိုင်းတအပိုင်းနည်းနဲ့ခွဲပြီးတော့ရှုပါမယ်ခင်ဗျာအခန်းဆက်တဲ့ဘဝဖြစ်ပေါ်မူ၏အခြေခံအကြောင်းတရားဗုဒ္ဓသည်တဏှာကိုဒုတိယဘဝသစ္စာဖြစ်သောသမုဒယသစ္စာဖြစ် ရှေးတင်၍ပေါ်ပြခဲ့၏ထို့သို့ပေါ်ပြခြင်းကိုဖရာဖြစ်သို့ရှာတော်မူပြီးနောက်ပထမအဦးဆုံးတရားအဖြစ်ဟောကြားတော်မူအပ်သောဓမ္မစကဘဝတနာသုတ်တော်၌တွေ့ရလေသည် ရှင်ဟန်တို့ဤဒီကဆင်းရဲဤအကြောင်းဖြစ်သောအရိယာတို့ဤအမှန်တရားသည်အကျဉ်တနာသည်ဘဝတည်း၌ဖြစ်စေတတ်၏နေတတ်ခြင်းတတ်မှတ်ခြင်းနှင့်တကွဖြစ်တတ်၏ထိုထိုအာယော၌လွန်စွာမှပင်နေတတ်တတ်၏ထိုတဏ္မမှုတနာဟုသည်အဘယ်နည်းကာမ၌တဏ္မမှုကာမတနာတတတဒိဋ္ဌိနှင့်တကွဖြစ်သောတဏ္မမှုဘဝတနာ ဩစေတာဒိဋ္ဌိနှင့်တပါဖြစ်သောတမမှုဝိဘဝတဏှာတို့သည်ဘုရားသည်ထိုသို့တဏှာ၏ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်းတရားအဖြစ်ဖော်ပြရ၌ကာတိထိုတဏှာသည်ဒုက္ခဖြစ်ပေါ်ခြင်း၏ပထမအကြောင်းတရားသို့မဟုတ်အကြောင်းမဲ့တရားဖြစ်သည်ဟု၍၎င်းခါကိုထိုတနာသည်ဒုက္ခဖြစ်ပေါ်ခြင်း၏တခုတည်းသော အကြောင်းတရားဖြစ်၍ အချာထောက်ကူချက်အကြောင်းတရားမရှိတော့ဟူ၍လကဆိုလိုသည် မဟုတ်ပါချေဗုဒ္ဓသည်တဏှာကိုရှေ့တင်၍ဥစွာ ဖော်ပြရ၌ပရဏာကြသော အကြောင်းတရားနေဖြင့်သာဖော်ပြခြင်းဖြစ်ပါ၏ဤအဆိုကိုရှင်းလင်းရန်အတွက်ဗုဒ္ဓ၏ပရိသသမုပ္ပတ်ဒေသနာကို ဖော်ပြရန်လိုမည်ဖြစ်ပါသည်ဗုဒ္ဓ၏ပရိသသမုပ္ပတ်ဒေသနာ၌အကြောင်းအကျိုးတရား၁၂ပါး အင်္ဂါ၁၂ပါရှိ၍ရှင်တို့မှာအောက်ပါတိုင်းဖြစ်ပါ၏တိအမှန်မသိမှုအဝိစာကြောင့်နှင့်အာထုံမှု သင်္ခါရတို့ဖြစ်ရသည်သုံးသင်္ခါရကြောင့်ဘဝတိဝိညာဉ်ဖြစ်ရသည်လေဘဝတိဝိညာဉ်ကြောင့်နာယုတ်ဖြစ်သည်ငါနာယုတ်ကြောင့်အယတနာ၆ပါးဖြစ်သည်၆ အာယတနာ6ပါးကြောင့်အာယုံကိုတွေ့မှုဖတ်တာဖြစ်သည်ခွန်ဖတ်တာကြောင့်အကောင်းဆိုးခံစားမှုဝေဒနာဖြစ်သည်ရှစ်ဝေဒနာကြောင့်ဓာနစ်တက်မှုတဏှာဖြစ်သည်ကိုတဏှာကြောင့်ဆွဲလန်းမှုဥပါဒံဖြစ်သည်တဆယ်ဥပါဒံကြောင့်ဖြစ်ကြောင်းကံဘဝဖြစ်သည်၁၇ဖြစ်ကြောင်းကံဘဝကြောင့်ဘဝအတိတ်ဖြစ်မှု စာတိဖြစ်ပေါ်သည်ဆနစ်စာတိကြောင့်အိုခြင်းတေခြင်းဇယမရဏဖြစ်ပေါ်လာသည်ဇိုးရိမ်ပူဆွေးခြင်းတောကငိုကြွေးရခြင်းပြိတိဝကိုဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းနှလုံးမသားမရာဖြစ်ခြင်းဒေါမနတစိတ်နှလုံးပြင်းစွာပူပန်ရခြင်းဥပါယတာတို့ ဖြစ်ပေါ်လာသည်ဒုပရိသသမုပ္ပတ္တိတရာတော်၌ဖော်ပြထားသောအကြောင်းအကျိုးတရားအင်္ဂါ၁၂ပါးသည့် မတိမှုအဝိဇ္ဇာမှာအိုခြင်းတေခြင်းဆရာမရဏအထိတာလည်းရှင်းတွက်ထားခြင်းဖြစ်ပါ၏ဆိုရင်ပုစေရခြင်းတောကငိုကြွေးရခြင်းပရိဒေဝကိုဆင်းရခြင်းဒုက္ခစိတ်ဆင်းရခြင်းဒေါမနတစိတ်နှလုံးပြင်းစွာပူပန်ရခြင်းဥပါယတာတို့ကိုထိုပရိစ္ဆာသမုပ္ပါဖြစ်စဉ်အင်္ဂါစိတ်ပိုင်းများဖြင့်ထဲသွင်းရေးတွက်ခြင်းတော့မပြုပါခြင်း ဆိုရဲပူဆွေးရခြင်းတော့ကစသည်လိုသည့်အခြားသောလောကရှိဘဝများဥပမာ ပြမဘဝစသည်တို့၌မရှိသောသဘောတရားများဖြစ်သောကြောင့်ဘဝသည်ပြမှုစာတိဤအေကံမုချအကျိုးတရားတော်မဟုတ်ပါခြင်းတို့ဖြစ်၍ထိုတော့ကစသည်တို့သည်ပရိစ္ဆသမုပ္ပတ်အင်္ဂါရ၌ထဲသွင်းရည်တွယ်မှုကိုမပြုရခြင်းဖြစ်ပါ၏ဖော်ပြပါပရိစ္ဆသမုပ္ပတ်အကြောင်းအကျိုးဆံရွယ်မှု ဖြစ်စဉ်တွင်အဝိစာကိုအစပထမပြု၍ဇယမရဏအထိ အချောင်းချိုးအင်ကာ၁၂ပါးကိုကကြီအချောင်းတစ်ခုကြောင့်အချိုးတစ်ခုသာ ဖြစ်သည်ဟန်ဖြင့်ဖော်ပြထား၏ထို့ပြင်ခါခွေအစနှင့်အစုံຫນွယ်တန်းတပွဲ မြင်းချောင်းတပွဲလည်းဖော်ပြထား၏တို့အားတွင်တကယ်ပကတိဘဝ၌ဖြစ်ပေါ်နေသောပြိဿသမုပ္ပါဖြစ်စဉ်သည်တစ်ခုသောအချောင်းချောင်းတစ်ခုသော အကျိုးသာလျှင်ဖြစ်ပေါ်နေသောဖြစ်စဉ်တော့မဟုတ်ပါချေအကျိုးများစွာကြောင့်အကျိုးများစွာဆန့်ရွယ်၍ဖြစ်ပေါ်နေသောဖြစ်စဉ်သာလျှင်ဖြစ်ပါ၏ထို့ပြင်တိုင်ကတိဘဝ၌ဖြစ်ပေါ်နေသောပြိစ္ဆာသမုပ္ပါဖြစ်စဉ်သည်အစနှင့်အစုံွယ်တန်းတပွဲမြင်းချောင်းတပွဲမဟုတ်ပဲနှင့်အစနှင့်အစုံဟူ၍မရှိသောဆက်ဝိုင်းတပွဲဆက်ဆက်၍ဖြစ်ပေါ်နေသောအစဉ်သာလျှင်ဖြစ်ပါ၏ ဤအချက်များသည် အောက်တွင်တပြေးပြေးပေါ်လွယ်ထင်ရှားသွားပေလိမ့်မည်။ကြောင်ကျူတရားအင်္ဂါ၁၂ပါးတွင်မတိမှု အဝိဇ္ဇာကြောင့်အာထုံမှုသင်္ခါရတို့ဖြစ်သည်။ဆိုရာ၌မတိမှုအဝိဇ္ဇာဟုဒီမှာပဒါနာအဖြစ်ဆေးရခြင်းတရားဒုက္ခသစ္စာ၌ အမှန်ကိုမတိချင်းဝေ၎င်းဆင်းရဲဖြစ်ပွားသောတမှုရာသစ္စာ၌အမှန်မတိချင်းကို၎င်းဆင်းရဲချုပ်ငြိရာနိရောဓသစ္စာ၌အမှန်မတိချင်းကို၎င်းဆင်းရဲချုပ်ငြိရာသို့ဆက်ရောက်စေတတ်သောမဂ္ဂသစ္စာ၌အမှန်မတိချင်းကို၎င်းဆိုလိုပေသည်အချုပ်အားဖြင့်အရိယာသစ္စာ၄ပါးတို့၌အမှန်မတိချင်းပင်ဖြစ်ပါ၏အမှန်မတိချင်းဟုဆိုရ၌လည်းကာကြီးအမှန်တရားပဂတိအရှိတရားကိုအမှန်တိုင်းပဂတိအရှိတိုင်းမတိမြင်မှု အဘိပတိအဝိစာနှင့်ခါကွေ အမှန်တရားပကတိအရှိတရားတို့ကိုစံကျင်ပြောင်းပြန်တလွဲမြင်မှုမိစ္ဆာပရိပတိအဝိစာဟု၍နှမျိုးပင်ရှိပါ၏ခန္ဓာ၅ပါးသည်စဉ်စစ်ဒုက္ခအဆူဝေဒါလျင်ဖြစ်ချေသည်ဟုအမှန်တရားပကတိရှိတိုင်းမသိမြင်မှုအဘိပတိအဝိစာဖြစ်၍ခန္ဓာ၅ပါးသည်ဒုက္ခအဆူဝေဖြစ်ပါလျက်ထိုဒုက္ခကိုဒုက္ခအနေနဲ့စံကျင်ပြောင်းပြန်မြင်နေခြင်းကိုမိစ္ဆာပရိပတိအဝိစာပင် ဖြစ်ပါ၏ ဒုက္ခဖြစ်ပွားကြောင်းသမုဒယသစ္စာကိုဒုက္ခဖြစ်ပွားကြောင်းဟုအမှန်တိုင်းမသိမြင်ခြင်းသည်အပတိပတ္တိအဝိဇ္ဇာဖြစ်၍ထိုဆင်းရဲဖြစ်ပွားကြောင်းကိုပင်ချမ်းသာကြောင်းဟု၍စတဲ့ပြောင်းပြန်ထင်မြင်ခြင်းသည်မိစ္ဆာပတိပတ္တိအဝိဇ္ဇာပင်ဖြစ်ပါ၏ရှင်တော်များတဲ့၌စောစောလောင်ကစားလိုသောကလေးငယ်သည်စိစစ်ထိုးထိုးစောလောင်လိုခြင်းသည်ဒုက္ခဖြစ်စေကြောင်းဖြစ်ပါလျက်ဒုက္ခဖြစ်ကြောင်းဟု၍အမှန်တိုင်းမမြင်ဘဲပြောစရာဒုက္ခဖြစ်ကြောင်းအနေဖြင့်စန့်ကျင်ပြောင်းပြန်ထင်မြင်နေခြင်းမျိုးကဲ့သို့ပါပင် ဒုက္ခချုပ်ငြိယာနိရောဓကိုဒုက္ခချုပ်ငြိယာနိရောဓဟုအမှန်မသိခြင်းသည်အပ္ပိပတ္တိအဝိဇ္ဇာဖြစ်၍ထိုအမှန်ချုပ်ငြိယာနိဗ္ဗာန်ကိုအမှန်ချုပ်ငြိယာမဟုတ်ဟု၍၎င်းထိုအမှန်နိဗ္ဗာန်လေးစန့်ကျင်ပြောင်းပြန်နိဗ္ဗာန်လို့ကိုမအမှန်နိဗ္ဗာန်ဟု၍၎င်းထင်မြင်ခြင်းသည်မိစ္ဆာပြိပတ္တိအဝိဇ္ဇာပဲဖြစ်ပါ၏ဒုက္ခချုပ်ငြိယာနိဗ္ဗာန်ဟုဒီမှာအမှန်အားဖြင့်ကိလေသာတဏှာကိုအကျဉ်းမဲ့ချုပ်ငြိသွားခြင်းဘဝတည်းတပံတို့မရှိတော့ပဲရုပ်နဲ့ဖြစ်စဉ်တို့ချုပ်ငြိမ်းပြည့်စဲသွားခြင်းတဘောပင် ဖြစ်ပါလေ။တို့အတွင်ထိုးသဘောတရားမှန်ကိုမသိရခါအချို့ကနိဗ္ဗာန်ဟူသည့်လောကကိုဖန်ဆင်းထားသောမဟာပြမာကြီးထံပြန်လည်ရောက်ရှိခြင်းဖြစ်သည်ဟုထင်မြင်ယူဆကြသည်။ အချို့ကတော့နိဗ္ဗာန်ဟူသည့်နာမရှိသောဘုံကိုရောက်ခြင်းဖြင့်အတည်ဟုထင်မြင်စားကြ၍အချို့ကလည်းယုံမရှိသောဘုံကိုရောက်ခြင်းဖြင့်တည်ဟု၍ထင်မြင်စားကြသည် အချို့ကတော့နိဗ္ဗာန်ဟူသည့်ထာဝရဘုရားသခင်၏ကောင်းကင်ဘုံရောက်ခြင်းဖြင့်တည်ဟု၍ထင်မြင်စားကြသည်အချို့ကတော့လူတ္တဝါတို့သည်မဟာပြမကြီးတည်ဟုသောအတ္တကြီးအစိပိုင်းများဖြစ်၍ထိုပြမကြီးနှင့်ပြန်လည်ပူးပေါင်းသွားခြင်းဖြစ်သည်ဟာနိဗ္ဗာန်ဖြစ်သည်ဟု၍ယူဆကြသည်အချို့ကလည်းနိဗ္ဗာန်ဟူသည့်မြေမြောက်ပြွာဘဝ၌ပူးပေါင်းသွားသည်ကိုနိဗ္ဗာန်ဖြစ်ယူဆကြသည် မြမပြူအဘွား၌ကာမဂုဏ်အာယုန်တို့ကိုအစွမ်းကုန်ခံလာခြင်းဖြစ်သည်ဟူ၍ယူဆကြသည်။ရှင်တို့နိဗ္ဗာန်ယူဆမျိုးမျိုးဖြစ်နေခြင်းမှာဗက္ကတိနိဗ္ဗာန်၏သဘောမှန်နိရောဓသစ္စာကိုအမှန်မသိမြင်မှုစန့်ကျင်ပြောင်းပြန်မြင်မှုအပရိပတ္တိအဝိဇ္ဇာနှင့်မိစ္ဆာပရိပတ္တိအဝိဇ္ဇာတို့ကြောင့်ပင်ဖြစ်ရပါလေသည်။ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်သို့ရောက်သော အချိန်လမ်းစဉ်အမှန်တိုင်းအမှန်တိုင်းကိုမမြင်မှုသည့် အပလီပတိဝိဇာပြည့်၍ထိုလန်းစဉ်အချင်းမှန်ကိုအမားချင်းစဉ်ဟုရေ၎င်းထိုမှန်ချင်းစဉ်လန်းစဉ်နှင့်စံစဉ်ပြောင်းပြောင်း၍၎င်းအချင်းစဉ်တို့ကိုမှမှန်သည်ဟု၍ထင်မြင်နေခြင်းသည်မေဇာပလီပတိဝိဇာပင်ဖြစ်ပါ၏မှန်သောအချင်းလန်းစဉ်သည်မဂ္ဂင်၈ပါးမဂ္ဂချင်းစဉ်ဖြစ်ပါ၏တို့အားတွင်ထိုမဂ္ဂင်၈ပါးမဂ္ဂချင်းစဉ်မှန်ကိုမတိရကအချို့ကမိမိကိုယ်ကိုပြင်မှန်ဆင်ရအောင်ကျင့်သော အတကီလာမထာကျင်စဉ်ကိုမန်သောကျင်စဉ်ဟူ၍ထင်မြင်ကြသည်ပရဏာအပြင်ထိုကျင်စဉ်ကိုဗုဒ္ဓလက်ထက်ကအချိန်မာရာဝင်များကျင်ခဲ့ကြ၏အချို့ကလည်းလောကီအာယုံကာမဂုဏ်တို့ကို အစွမ်းကုန်ခံစားဖြစ်သောကာမဒုက္ခလိကကျင်စဉ်ကိုကျင့်ကြံကြပေသည်ပရဏာအပြင်ထိုကျင်စဉ်ကိုဗုဒ္ဓလက်ထက်ကခြောက်ကကိုင်းသားများကျင်ခဲ့ကြ၏ရင်းတို့ဒုက္ခချုပ်ငြိယာကျင်စဉ်ကိုအမျိုးမျိုးဖြစ်နေရခြင်းမှာ ကျင့်စဉ်မှန်နိမန်ကို မသိမှု everybody ဝိဇာနှင့်ထိုကျင့်စဉ်မှန်နိမန်ကိုစန့်ကျင်ပြောင်းပြန်၍ကျင့်စဉ်တို့ကိုမှန်သိဟူ၍ထင်မြင်မှုမိစ္ဆာပရပတိအဝိဇ္ဇာတို့ကြောင့်ပင်ဖြစ်ပါ၏ဗြဟ္မဏအပြင်သစ္စာလေးပါးကိုအမှန်မသိမှုစန့်ကျင်ပြောင်းပြန်မြင်မှုတို့ကြောင့် လူတတ်တော်တို့သည်မိမိတို့၏အတ္တိအမြင်တို့သည်သာမှန်သည်ကောင်းသည်ဟုထင်ကားကိုအားဖြင့်ပြုမူကြ၍ကာယသင်္ခါရနှုတ်အားဖြင့်ပြုမူအာထုံမှုအမျိုးမျိုးဝစီသင်္ခါရစေအားဖြင့်ပြုမူအာထုံမှုအမျိုးမျိုးစိတ်ဓာသင်္ခါရစသည်တခုမကသောအကျိုးတရားသင်္ခါရတို့ကိုပြုမူအာထုံကြသည်ထို့သောကိုနှုတ်စေအားဖြင့်အာထုံမှုအမျိုးမျိုး၌ကောင်းသောကုသိုလ်များကိုပြည့်စစ်တတ်သောအာထုံခြင်းရှိတဲ့ကဲ့သို့ မကောင်းသောအကုသိုလ်များကိုပိတ်စေတတ်သောအာရုံရှင်များလည်းပါဝင်ပါသည်။တနည်းအားဖြင့်ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရနှင့်အနိစ္စပိသင်္ခါရတို့ကိုအာရုံရှင်များဖြစ်နိုင်ကြသည်။ပညာပိသင်္ခါရဆိုသည်မှာလောကီကောင်းကျိုးတွင်အပိစေတမ်း၍အာထုံမှုတမှုဖြစ်၍အပညာပိသင်္ခါရဆိုသည်မှာမကောင်းကျိုးကိုပေးစေတတ်၍ မကောင်းချိုးကိုသာလျင်ပေးစေတတ်သောအာထုံမှုမျိုးဖြစ်ပါ၏အနင်္စာပိသင်္ခါရဆိုတိမအာယူပါဇံကုတောချိုးကိုပေးစေတတ်သောအာထုံမှုမျိုးပင်ဖြစ်ပါ၏တို့သောအကောင်းဆုံးအာထုံမှုသင်္ခါရတို့ကြောင့်ဘဝသည်ဝိညာဉ်သည် ဖြစ်ပေါ်ရ၏မူလဒေသနာတော်၏အလိုအရလိုတတ်တော်သည်တေဂာနိကာလာမေမေပြုခဲ့အာထုခဲ့သောအမှုကံတမျိုးမျိုးသည်ထင်ပေါ်လာ၏ ရှင်မုကံတို့ကိုပြုစဉ်ကတွေ့ကြရသောပေါ်ဝင်ခြင်းအခြေနှင့်အာယုံကမ္မနမိတ်တို့သည်ထင်ပေါ်လာရပါ၏မိမိဖြစ်ရမည်ဘဝအခြေနှင့်အာယုံဂတိနမိတ်တို့သည်လည်းထင်ပေါ်လာပါ၏ထိုကံဂတိနမိတ်ကမ္မနမိတ်တို့အလံတစ်မျိုးမျိုးထင်ပေါ်နေ၌ဘဝဟောင်းကစိတ်ဆင်သည်ပြည့်စဲသွား၏ထိုဘဝဟောင်းကစိတ်ဆင်ပြည့်စဲ၍ဒိန်လွန်သည်နှင့်တပြိုင်နက် ဒီချိန်ဒီခါနီးချိန်ကထင်ပေါ်ခဲ့သောအာယုနမိတ်တစ်ခုကိုဆွဲလန်းလျက်ဘဝတည်း၌စိတ်အစ်ဖြစ်ပေါ်လာသည်ထိုစိတ်အစ်ပြိတ္တေစိတ်သည်ဘဝဟောင်းကပြုခဲ့အားထုတ်ခဲ့သောကံကြောင့်သာဖြစ်ပေါ်တဲ့ကဲ့သို့ဘဝဟောင်းကပြုခဲ့အားထုတ်ခဲ့သောကံကြောင့်သာပဲလျှင်ထိုစိတ်အစ်ပြိတ္တေစိတ်ရန်တက်กว่าအချိုးဝိပတ်စေဝိညာဉ်များ ဖြစ်ပေါ်လာကြသည် အမိမာနေအဖြင့်အကျိုးဝိပတ်တို့ကိုပေါင်း၍ရှည်တွက်လျင်အာယူပါဝိပတ်လေမြူပါဝိပတ်ငါအကုတလဝိပတ်ကိုကာမကုတလဝိပတ်16ရှိသောကြောင့်အလုံး32ပါးရှိပါ၏ထို32ပါးသောဝိညာဉ်များသည် သင်္ခါရကြောင့်ဖြစ်ပေါ်လာသောစိတ်ဝိညာဉ်များပေသည်ပရိသေစိတ်အစရှိ၍ဝိညာဉ်ဖြစ်ပေါ်မှု ကြောင့်နာနေရုပ်တည်တဲ့တပါးရေဖြစ်ပေါ်လာကြပါသည် brand trade စိတ်ဖြစ်ရင်ထို brand trade စိတ်ဖြစ်ဤအာယုံဖြစ်သည်ကံကံမနမိတ်ဂတိတို့ကိုအာယုံပြု၍ခံစားသောဝေဒနာသည်လည်းအတူပူတွဲ၍ဖြစ်လာ၏အာယုံကိုမတ်တာသောတင်ညာသည်လည်းအတူပူတွဲ၍ဖြစ်လာ၏ထိုအာယုံကိုထင်ရှားတွေ့သည့်ဖတ်တာစေတော်တည်းစေတနာနှလုံးသွင်းသည့်မနတိကာယအစရှိသောစေတသိက် နန္တရားများသည်လည်းအတူပူရွယ်၍ဖြစ်ကြသည်မြည်သည့်စိတ်ပင်ဖြစ်ဖြစ်ဝေဒနာတင်ညာဖတ်တာစေဒနာမနတိကာယအစရှိသောစေတသိက်နန္တရားများသည်အတူပူရွယ်၍ပါဝင်လာရှိတာဖြစ်ပါ၏သို့ဖြစ်၍ပရိသေစိတ်အစရှိသည့်ဝိညာဉ်ဖြစ်ပေါ်မူကြောင့်နန္တရားတို့သည်တပါးတည်းလိုက်၍ဖြစ်ပေါ်လာကြသည်ထို့အတူပင်ပြိသိစေဖြစ်လျင်ထိုစိတ်နှင့်အတူတပြိုင်တည်းထဲပင်လျင် သင်္ခါရဟူသောကံကြောင့်ကမ္မစရုပ်ကလသုံးခုရုပ်ပေါင်း30တည်းလည်းဖြစ်ပေါ်လာကြသည်ကမ္မစရုပ်ကလဆိုသည်မှာအကံကြောင့်ဖြစ်သောရုပ်အပေါင်းကိုဆိုလိုပါသည်ကမ္မစရုပ်တို့တွင်ပရိသေစေဤဒီခဏမှစ၍စိတ်တိုင်းစိတ်တိုင်းဤဥပဒီပင်ခဏတိုင်းခဏတိုင်းအသည့်အသည့်ထမ်း၍ဖြစ်လျက်ရှိသည် စေဤတီခနာကနေစား၍ဖြစ်ပြီးသောရုပ်ရှိဒေဇောရကစေဤဥပတိပင်ခနာတိုင်းခနာတိုင်းဥဒုဇာယုတ်ကိုဖြစ်ပေါ်စေသည်ပရိဒေဇေဤအချာမေနိုင်ပထမဘဝင်စေဤဥပတ်ခနာမစာပိစေဤဥပတ်ခနာတိုင်းခနာတိုင်းတွင်စေတစာယုတ်တည်လည်းဖြစ်ဤအာဟာရစာယုတ်မှာမူမိခင်ကိုမအာဟာရ ယန္တစေဝင်လာသည်မှစ၍ဖြစ်ပေါ်လာသည်သို့ဖြစ်၍ပရိသေစေဤဥပခနာမှစ၍စေယောဝေဒနာအစာရှိသည့်စေတသိက်နံများယော ကမ္မဥဒုစစေတစအရှာအစာရှိသောရှုပ်တရားများပါ ထိုက်သည့်အာလျောစာဖြစ်ပေါ်လာကြသည်ဟုပင်ဆိုအမည်ဖြစ်ပါ၏ထိုရှုံနံတို့ဖြစ်မှုကြအာယတနမျက်စိနာနှာခေါင်းတရား ကိုဇဲယူသောအာယုကန်ဒရရ6ပါဖြစ်ပေါ်လာသည် မျက်စိနာမျက်စိအကြည်ကိုစက္ခာယရဏဟုခေါ်၍မြင်သည့်စိတ်ကိုမနာယရဏဟုခေါ်သည်ထိုနှစ်ခုတွင် မျက်စိအကြည်ယုံသည့်အတိနံမရှိသောကိုယ်တည်းရှုတို့၌လကဇေဝိတဟုခေါ်သောအတယုံမရှိသောကိုယ်တည်းရုပ်တို့၌လကမဖြစ်နိုင်ချေ အတိဏ္ဏလည်းရှိ၍အတယုတ်လည်းရှိသောကိုယ်ထိုင်လိုက်တာဖြစ်နိုင်လေသည်တပံထိုမျက်စိအခြေယုတ်သည်အစာဟာရမရရှိသောရုပ်နိုင်လည်းမဖြစ်နိုင်ချေမိယာတီယာမရှိသောဟင်းနှင်းပြင်နိုင်လည်းမဖြစ်နိုင်ချေတို့ဖြစ်၍အဟာရကိုစားတုံ၍အတတ်ရှင်လည်းရှိသောလူဤခန္ဓာကိုယ်ရှိမျက်လုံးသားယုတ်ကိုမီ၍သာဖြစ်ရ၏ အပြန်အလှန်အပြင်မထားရတနာဟုခေါ်သောမြင်သည့်စိတ်တည်းလည်းမျက်စိရောမရှိလျင်မဖြစ်နိုင်တကယ်တော့နှလုံးသွင်းမှုချောင်းချောင်းမှုအစင်းကိုတွေ့လျင်တွေ့အောင်အာယုန်ပြူတည်ဟုသော နံတရားမရှိလင်လည်းမဖြစ်နိုင်ချေတို့ဖြစ်၍အတိနံတရားများနည်းမီယာမျက်လုံးသားဟူတာယုဇီဝိတာယုအာဟာရယုများကြောင့်အမျက်စိအကြည့်ဟူသောသက္ခာယတနာဖြစ်ပေါ်လာရသကဲ့သို့နှလုံးသွင်းမှုအစရှိသော တွဲပတ်နံများနည်းမီယာမျက်စိယုံချာမြင်သိမှု မနာယတနာသည်လည်းဖြစ်ပေါ်လာရသည်ကြာတိမှုနာအကြည်ကိုတောတာယတနာဟုခေါ်၍ ဂျာတိစိတ်ကိုမနာရတနာဟုခေါ်သည်ဒုလကုတွင်နာအခြေယုတ်သည်အတိညာများအကြောင်းလည်းဖြစ်သည်မေယာနာယုတ်ခြင်းနှင့်ဇီဝိတာအာရယုံများကြောင့်လည်းဖြစ်သည်ဂျာတိစိတ်မနာရတနာသည်လည်းတွဲဖက်နံများ၏နှင့်တွဲဖက်နံများနှင့်မေယာနာယုတ်များကြောင့်ဖြစ်ပေါ်လာရသည်နံတိမှုနှာခေါင်းအခြေကိုဂာနာရတနာဟုခေါ်၍ နန္တိစိတ်ကိုမနာယရဏဟုခေါ်သည်ဒုံတကုတွင်နှာခေါင်းအခြေရုပ်သည်အတိဏံများကြောင့်ဖြစ်သည်မိယာနှာခေါင်းရုပ်ချက်နှင့်ဇီဝိတအာဟာရရုပ်များကြောင့်လည်းဖြစ်သည်နန္တိစိတ်မနာယရဏသည်လည်းတွဲဖက်လံများနှင့်မိယာနှာခေါင်းရုပ်ကြောင့်သာဖြစ်ပေါ်ပါသည်သာတိမုနိုင်းလေရှာအခြေကိုစိန်ဝါယရဏဟုခေါ်၍အရာနာကိုတည်သောစိတ်ကိုမနာယရဏဟုခေါ်သည် ်ထိုနှစ်ခုတွင်ရှာကြည်ယုတ်သည့်အတိနံများဖြစ်သောကြောင့်မိယာရှာကြည်ယုတ်ချန်နှင့်ဇေဝိတအဟာရရှုများကြောင့်လည်းဖြစ်သည်ရာသာတိစေမနာယနာတိတဲ့အတွက်ဖန်နံများနှင့်မိယာတိယာရှာယုတ်ကြောင့်ဖြစ်ပေါ်သည်ထေတိမုနိုင်လေကိုအချီကိုကာယရတနာကိုခေါ်၍ထေတိစိတ်ကိုမနာရတနာကိုခေါ်သည် ကိုကြည်ရောက်သည့်အတိနံများကြောင့်လည်းဖြစ်၍မိယာကိုယုတ်ချံနှင့်ဇေဝိတာအဟာရယုတ်များကြောင့်လည်းဖြစ်သည်ထီတိစိတ်မနာယရဏသည်လည်းတွဲဖက်နံများနှင့်မိယာကိုယုတ်ကြောင့်ဖြစ်ပေါ်လာရသည်ဉာဏ်တိမှုနှင့်မူလာရင်ဘဝင်စိတ်ကိုမနာယရဏဟုပင်ခေါ်၍ဉာဏ်တိစိတ်ကိုလည်းမနာယရဏဟုပင်ခေါ်ပါသည်ထိုနှခုတွင်ဘဝင်စိတ်သည်တွဲဖက်နံများနှင့်မိယာဟရယာယုတ်ကြောင့်ဖြစ်၏ ြံသည့်စိတ်ကားမှုနှလုံးသွင်းမှုမနတိကာယကြောင့်အစာရှိသောတွဲဖက်နယ်များကြောင့်လည်းဖြစ်၍လောဘဒေါသအစာရှိသောအကုသိုလ်နံတရားများကြောင့်လည်းဖြစ်ပါ၏တတာတတိစာသောကုသိုလ်နံတရားများကြောင့်လည်းဖြစ်ပါ၏မိကိုယာဟရယရုပ်ကြောင့်လည်းဖြစ်ပါသည်ဟုတ်ကဲ့အခန်း၁၁ရဲ့ပထမပိုင်းနေနဲ့ကျွန်တော်ရုပ်ဖတ်မှုလေးကိုဒီနေရာမှာပဲခေတ္တရှင်းသားပါမယ်ခင်ဗျာ။ ကျွန်တော်ရှုပ်ပနောက်ပြီးခဲ့တဲ့အထက်မှာကျွန်တော်ရဲ့လိုအပ်ချက်ကြောင့်နောက်ခံတန်းဆူညံမှုလေးတွေရှိတဲ့အခါရှိပြီးတော့တခါတလေစာပတ်တာမြန်ပြီးတော့အတန်းချစ်သွားတာတို့အတန်းနေတုံသွားတာတွေလည်းရှိတတ်ပါခင်ဗျာအဲ့ဒါလေးတွေကိုသိခံပြီးနားဆင်ပေးဖို့မေတ္တာရေးခံပါရခင်ဗျာအဆုံးထိလိုက်ပါနားဆင်ခလစ်ပေးကြရတယ် တော်လန်ကလကတအူးတရားချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်တွေမှာနောက်ထပ်အပိုင်းဆက်လေးနဲ့ပြန်လာပါမယ်ခင်ဗျာရှေးဆန်လေးထံမုံတိုင်းထံကိုတော်လန်ပဲရှင်ဖြာကျော်နေချေဘန်ခင်တိလံဘဝဆံမချမ်းမြေတာနေရပါဘူး အခါခါဆုမချွေပါကြောင်းဟုတ်ကဲ့ကျွန်တော်တော်လန်ကလေးကားတို့ကိုဆရာကြီးနန္ဒာသိန်းစံရဲ့မေတ္တာစုထောင်းစကားလေးကိုလက်ဆောင်ပါရင်ကျွန်တော်ရဲ့မျှဝေမှုကိုဒီနေရာမှာပဲခေတ္တရှင်းနာပါမယ်ခင်ဗျာ